ဆရာပြောပြရတဲ့အကြောင်းလေးကအင်္ဂလန်ဘူးဒရရပါဆရာကျွန်မအနေနဲ့ဆက်လက်ပြီးမေးမြန်းချင်တာကဘာကြီးကိုစိုးချိုးပေးခဲ့တဲ့အယူဝါဒလေးတွေပါပေါ့နော်အခုဆိုရင်အဆုံးရောက်လဲပြန်ဝါဒဆိုတာလည်းပါမယ်နေပါတယ်ဆရာဒါလေးကိုအဆင်အနေနဲ့အမြင်ပြလို့ရှိပါတယ်ဆရာဟုတ်ကဲ့အဆုံးရောက် liberal ဝါဒကအခုကဘာကြီးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်စေတဲ့အကြောင်းတရားတွေမှာတစ်ခုပါဝင်ဖြစ်ပါတယ်လူတွေအားလုံးကလူရဲ့လူသားတွေရဲ့ပင်ကိုယ်သဘောတဘာဝအရလွတ်လွတ်လပ်လပ်နေကြပါတယ် liberal ဆိုတော့ဝေါ်ဟာရအတုံးနှုံးပေါ်မူတည်ပြီးတော့လဲကျွန်တော်တို့ကမ္ဘာလူသားများအကြလိုတတ်တယ်အမေကိုကင်းတယ်ဆိုတာကိုကြိုက်ညက်တတ်ကြပါတယ်ဒါပေမဲ့စီးပေါင်မရှိ အတိုင်းဒါအကန့်အသတ်မရှိပဲနဲ့ဥပဒေမဲ့အစွန်ရောက်တဲ့ liberal ဝါဒကိုကျွန်တော်ကမ္ဘာကပြန်ပြီးတော့ကြိုက်တဲ့ဖြစ်ရှင်းနေရပြီဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၅၀လောက်ကပေါ်ထွန်းလာတဲ့ ဘောဟာရအရာကဘာပေါ်မှာလူသားတွေအားလုံးဟာလွတ်လပ်ကြမယ်အချုပ်ချဲกินရမယ်နောင်ဖွဲ့กินရမယ်အမေကိုกินရမယ်ဆိုပြီးတော့မှခံယူလာကြပါတယ်အဲ့လိုခံယူလာကြတဲ့အထဲထဲမှာကျွန်တော်တို့ liberal ဝါဒတွေကအောင်မဲခံခဲ့တာတွေရှိပါတယ်ဘလို့တွေရှိလာတယ်ဆိုတော့ American ပြည်အောင်စုမှာဒုကြကွာဆက်ပြီးတဲ့နောက်ပိုင်းမှာစီးပွားရေးအရာတွေတောင်းတင်းလာတယ်တကယ်တမ်းပြောမယ်ဆိုရင်တော့ American ပြည်အောင်စုကိုချမ်းသာအောင် လုပ်ပေးလိုက်ရတဲ့ အကြောင်းတရားတွေထဲမှာပရမတ်ကဘာစစ်နဲ့ဒုတိယကဘာစစ်နဲ့ပါပါတယ်။ဘာဖြစ်လို့ပါလဲဆိုတော့မေရီတိုင်းပြည်တော်စုကပရမတ်ကဘာစစ်မအောင်ဒုတိယကဘာစစ်မအောင်တီတီပါပါပွန့်ပွန့်လင်းလင်းပါဝင်ဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ကျွန်တော်တို့စစ်မဲ့ဖက်ပြိုင်တိုက်ခတ်နေတယ်နှစ်ဖက်စလုံးကိုဆက်လက်နဲ့ပစ္စည်းတွေရောင်းပါတယ်။ရောင်းတော့စစ်မဲ့တိုက်ခိုက်နေတဲ့နိုင်ငံတွေကလည်းအရင်ကတော့ကျွန်တော်တို့ကဘာကြီးမှာ ိုလိုနီတွေသိမ့်ပိုက်ပြီးတော့မှကိုလိုနီနယ်မြေတွေသိမ့်ပိုက်ပြီးတော့မှချမ်းသာကျွယ်ဝလာတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ဗြိတိန်တို့ပြင်သစ်တို့အီတလီတို့ဂျာမနီတို့စသဖြင့်ပေါ့လေ။အဲလိုနိုင်ငံတွေဆစ်ဖြစ်ကြတာပေါ့ဆစ်ဖြစ်တော့စစ်ပွဲမှာကျွန်တော်တို့တပတ်နဲ့တပတ်အကြိမ်နဲ့အပြိုင်ဆိုင်တိုက်ကြခိုက်ကြတာဖြစ်တဲ့အတွက်အဲစစ်ပွဲအတွက်အဓိကလိုတဲ့လက်နက်ခဲယမ်းနည်းပညာကိုမိတယ်ပြောင်းသူကရောင်းပါတယ်။ရောင်းတော့တစ်ကမ္ဘာလုံးကိုကိုလိုနီပြုတ်လာတဲ့ နိုင်ငံတွေကစစ်ပွဲအတွက်အသုံးချလိုက်တာဖြစ်တဲ့အတွက်တနည်းအားဖြင့်ကိုလိုနီနိုင်ငံတွေရဲ့ဓနာဥစ္စာတွေဟာစလနက်ပစ္စည်းနဲ့နည်းပညာတွေဝယ်ယူရတဲ့အတွက်အမေရိကန်ပြည်အောင်စုကိုဖျောက်သွားပါတယ်။ဖျောက်သွားတာဖြစ်တဲ့အတွက်အမေရိကန်ပြည်အောင်စုကချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်လာပြီးတော့မှကမ္ဘာပေါ်မှာအမေရိကန်ပြည်အောင်စုရဲ့ကြဲကြဲပြန့်ပြန့်နဲ့ဟလာဟစ်ကြွေးခဲ့တဲ့လူခွင့်ရေးဒီမိုကရေစီအရေးနဲ့တူကျွန်တော်တို့ဖေဗရူလာဖုံးခဲ့ပါ ဖုန်းကားလာတော့အမေရိကန်ပြည်ထောင်စုမှာကျွန်တော်တို့ဒီကွန်မြူနီနဲ့ပတ်သက်ပြီးတော့မှစတင်တဲ့လုပ်ငန်းရပ်တွေလှုပ်လာရတယ်။အဲဒီအတွက်ကွန်မြူနီအစိုးရတွေအပါဝင် အခြားသောကမ္ဘာအစိုးရတွေမှာမတည်မငြိမ်မှုတွေဖြစ်လာတယ်။မတည်မငြိမ်မှုတွေဖြစ်လာခဲ့ပြီးတော့မှသက်ဆိုင်ရာဒေသတွေနိုင်ငံတွေကကျွန်တော်တို့ refugee status လို့ခံယူတဲ့ကမ္ဘာအနှံ့ပြားပုဂ္ဂိုလ်တွေကအမေရိကန်ပြည်ထောင်စုမှာခေလုံဝင်တောင်းခံကြတယ်ဆိုတဲ့အခြေအနေမျိုးတွေရောက်ခဲ့တာဖြစ်ပါတယ် အဲ့လိုအခြေအနေမျိုးမှာချမ်းသာလဲချမ်းသာကျော်ရလာတဲ့လူ့ခွင့်ရေးဒီမိုကရေစီရေးတွေထောင်းကားလာတာဖြစ်တဲ့အတွက် liberal ကတခက်ဆန်းပြီးတော့ထွန်းတောက်လာရကနေအခုလက်ရှိအခြေအနေမှာကတော့အချိန်လွန်နေတဲ့အစွန်းရောက် liberal ဝါဒဟိုအမေရိကန်ပြည်အောင်စုအပါဝင်ကဘာတော်ဟန်ကထိကျုံနေရပြီဖြစ်ပါတယ်အဲ့တော့အခင်တော့ကကျွန်တော်တို့နိုင်ငံတိုင်းအောင်မှာစူပူအောင်ကြောင်းမှုဖြစ်တဲ့ပြဿနာဖြစ်တဲ့နေဆက်ဖြစ်ပြီးမယ်နေဆက်ကနေပြီးတော့မှကျွန်တော်တို့ ိုင်ငံတစ်ခုမှာခေါ်လုံဝင်ယူမယ်အဲ့နိုင်ငံထဲမှာနေမယ်စသဖြင့်လုပ်သွားတာပေါ့အထူးသဖြင့်တော့ကျွန်တော်ကွန်မြူနစ်နိုင်ငံလိုနိုင်ငံမျိုးတွေမှာပြဿနာဖြစ်တဲ့ထွက်ပြေးလာတဲ့လူတွေကိုအမေရိကန်ပြည်အောင်ဆိုတာလက်ခံနေတုံးဆွဲတဲ့ဤမျိုးစုံနဲ့အလားကျွန်တော်တို့အလားတချို့ပြပြန်တုံးဆွဲတာတွေလည်းရှိတာဖြစ်တဲ့အတွက်အမေရိကန်ပြည်အောင်စုကကမ္ဘာလူသားများအကြက်နေရာကြီးဖြစ်ခဲ့ ဖြစ်ခဲ့တဲ့နေရာမှာ liberal war ကြီးကတဖြည်းဖြည်းနဲ့အချိန်ကျော်ပါလာတယ် တစ်ချိန်တော့ချမ်းသာကြွယ်ဝတဲ့မရီယန်ပြည်တော်စုကြီးပါအကျွေးတွေတင်လာတယ်။ကျွေးတွေတင်လာတာဖြစ်တဲ့အတွက်ခုနအချိန်လွန်နေတဲ့အစွန်းရောက် liberal ကိုသမရထရန့်လက်ထက်မှာစပြီးတော့မှကျွန်တော်တို့ကိုင်တွယ်ဖြစ်ရှင်းနေရပြီဖြစ်ပါတယ်။ဘလို့ဖြစ်ရှင်းလာလဲ။ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း30 40လောက်တုန်းကအမေရိကန်ပြည်တော်စုကိုညီမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ illegal alien လို့ခေါ်ရဲ။တခင်တော့ကကျွန်တော်တရားမဝင်ရွှေ့ပြောင်းနေတိုင်းတွေ့ မရန်ပြည်အောင်စုအခြေချပြီးတော့မှရောက်ရှိလာတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ နေရာဒေသအနှံ့ပေါင်းစုံဇာတ်ပေါင်းစုံကပုံကူတွေဟာမရန်ပြည်အောင်စုတဲ့ဝန်တော့မှုဖြစ်လာပါတယ်ဖြစ်လာတဲ့အတွက်အခုလက်ရှိ အခြေအနေမှာတော့မရန်ပြည်အောင်စုကကမ္ဘာတစ်ဝန်းမှာရှိတဲ့တရားမဝင်ရောက်လာတဲ့လူပုဂ္ဂိုလ်တွေရှာဖွေတဲ့ဖမ်းဆီးတဲ့သက်ဆိုင်ရာနိုင်ငံတွေပြန်ပို့တယ်အထူးခြားဆုံးကတော့မေရန်ပြည်တော်စုတွင်မှရောက်ရှိနေတဲ့လူပုဂ္ဂိုလ်တွေကို နိုင်ငံရေးဘာသာရေးစီးပွားရေးလူမှုရေးအရာအတုံးချပြီးတော့အမေရိကန်ပြည်ထောင်စု တွင်းမှာရှိတဲ့လူပုဂ္ဂိုလ်တွေကိုတပ်ဖြတ်တဲ့အခြေအနေတွေရောက်ရှိလာပါပြီ။ Charlie Gard ဆိုတဲ့လူလည်းအထင်ကြီးဖြစ်ပါတယ်။ဟောကျွန်တော်တို့မကြမရပဲအာကျွန်တော်တို့ဟိုအမေရိကန်ပြည်ထောင်စုမှာရဲရာရှိ၃ဦးကိုတပ်ဖြတ်သွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဖြစ်လာတာဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုထဲမှာရောက်နေတဲ့လူတွေပေါ်မူတည်ပြီးတော့မှအကြမ်းဖက်မှုတွေလုပ်ဖို့စီအောင်လှုပ်ဆော်ဖို့ဝါဒဖြန့်ဖို့စသဖြင့်လုပ်လာတယ်။အချို့သောဘာသာရေးတစ်ခုရဲ့ဘာသာကြားလူပုဂ္ဂိုလ်တွေကသက်ဆိုင်နိုင်ငံထဲမှာနေတယ်။သူတို့ရဲ့ဘာသာသာသနာထွန်ကားပြန့်ပွားရေးအတွက်ကိုဆွဲဆောင်နေစီအောင်နဲ့လှုပ်ဆော်တဲ့ပြီးတော့မှအဲ့ဒီနိုင်ငံကနိုင်ငံသူနိုင်ငံသားတွေပြန်လဲစီအောင်ပြီးတော့မှအဲ့ဒီနိုင်ငံထဲမှာစတင်ဆန္ဒပြတယ် ဥပမာကျွန်တော်တို့အခုပါလက်စိုင်းနိုင်ငံတိဆောက်ရေးနဲ့ပတ်သက်ပြီးတော့မှအမေရိကန်ပြည်ထောင်စုမှရောက်ရှိနေတဲ့ဘာသာကြားအဖွဲ့အစည်းလူအဖွဲ့အစည်းတွေကိုအသုံးပြုတယ်။အဲဒီလူအဖွဲ့အစည်းတွေကနေပြီးတော့မှအခြေပြုပြီးတော့မှအမေရိကန်ပြည်သူပြည်သားတွေပြန်ပြီးတော့စီးအောင်တယ်။ဟာမင်းတို့အစ္စရေးနိုင်ငံကနေပြီးတော့အခုလက်ရှိပါလက်စိုင်းဒေသမှာဘယ်လိုလူတွေဘယ်လိုတွေတက်လာပြီးဘယ်လိုတွေဖြစ်လာပြီးအခုပါလက်စိုင်းနိုင်ငံကြီးတည်ထောင်မှုအတွက်ကိုငါတို့ကဒီလိုလိုဖြစ်နေတဲ့ဆိုတော့လောက်ပြီးတော့မှ ဥရောပနိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုမှာတော့မှ free free palestine ဆိုတဲ့ကြွေးကြော်တာလေးနဲ့အတူဥရောပနိုင်ငံမှာအမေရိကန်ပြည်ထောင်စုမှာရောဆန္ဒပြအုပ်ချုပ်မှုတွေပါလာတာဖြစ်ပါတယ်။အဲဒီတော့အခြေခံတော့ကဟလာကျွန်တော်တို့လူအများစုကိုလက်ခံလာတဲ့အမေရိကန်ပြည်ထောင်စုဥရောပနိုင်ငံစသည်တို့ဟာသူတို့နိုင်ငံထဲမှာရောက်ရှိတဲ့လူတွေရဲ့ အရှိန်လွန်နေတဲ့အဆုံးရောက် liberal ဝါရရဲ့နောက်ဆက်တွဲပြဿနာတွေကဒီဖြစ်ရှင်းနေရပြီဖြစ်ပါတယ်။အဲဒီတော့ပြဿနာတွေအရကျွန်တော်တို့ဘာတွေသင်ခန်းစာဖုတ်ထုတ်လို့ရသလဲဆိုတော့လွတ်လပ်မှုအားလုံးကျွန်တော်တို့ကြိုက်ကြတယ်၊ကြံ့မြင့်တက်ကြတယ်။ဒီလွတ်လပ်မှုကိုတန်ဖိုးရှိရှိအသုံးချဖို့လိုအပ်ပါတယ်။မိမိရဲ့တကူရီလွတ်လပ်မှုဟာသူတော်ဘာပေါ်နှောက်ရှက်မဖြစ်ဖို့လူပေါင်းအဖွဲ့အစည်းအတွက်ကိုနှောက်ရှက်မဖြစ်ဖို့အထူးလိုအပ်ပါတယ်။ဒီမှာ ကျွန်တော်ကြုံကြိုက်တော့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ပြောစကားလေးတစ်ခုကျွန်တော်ပြောချင်ပါလွန်ခဲ့တဲ့6နှစ်လောက်ကပူတင်ကဘာပြောလဲဆိုတော့ liberalism is obsolete liberalism ဆိုတာခက်ကုန်သွားပါပြီနိုင်ငံတွေအားလုံးဟာမိမိတို့ရဲ့အမျိုးသားအကျိုးစီးပွားအတွက်မိမိတို့ရဲ့နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်ဒါအဓိကထားဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုပြောလိုက်တော့အနောက်တိုင်းနိုင်ငံတွေအမေရိကန်ပြည်တော်စုမှရှိတဲ့သုတေသီတွေက လီဘရယ်လီဇမ်နဲ့ပတ်သက်ပြီးတော့ထောက်ခံတဲ့ကြိုင်နေတဲ့လူတွေကလည်းအကုန်လုံးပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ကြတာပေါ့ကျွန်တော်အမြင်အရပြောမယ်ဆိုတော့လီဘရယ်လီဇမ်ကအားလုံးပျောက်ပြက်သွားတာတော့မဖြစ်နိုင်ပါဘူးဒါလီဘရယ်လီဇမ်ကလူပေါင်းဖွဲ့စည်းကမ္ဘာလူသားတွေရဲ့သဘောတဘာဝအရတော့အတိုင်းအတာတစ်ခုထိရှိနေမှာဖြစ်ပါတယ်စီးနဲ့ကန်းနဲ့အပြန်အလှန်လေးစားတဲ့အတိုင်းအတာရှိတဲ့ဥပဒေနဲ့ညီညွတ်တဲ့ ဟုတ်ကဲ့ပါဆရာကျွန်တော်အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ကဘာကြီးမှဖြစ်နေတဲ့ဒီ class of civilization ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒီရဲ့အငွေ့သက်တရားရောကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်လိုရိုက်ခတ်လာနိုင်လဲရိုက်ခတ်လာခဲ့မယ်ဆိုရောကျွန်တော်တို့အနေနဲ့ဘာတွေပြင်ဆင်ထားတယ်လဲဆိုတာလေးကိုလည်းနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ဒီမေဂွန်လေးကမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေလေးနဲ့တိုက်ဆိုင်နေလားတော့မသိပါဘူးဟိုကျွန်တော်ဆက်လက်အခုမေဂွန်လေးနဲ့ပတ်သက်ပြီးတော့မပြောခင်ပါကျွန်တော် တင်ဆက်တဲ့ပြောကြတဲ့အကြောင်းအရာတွေဟာဘာသာရေးအစွဲလူမျိုးရေးအစွဲဒေသအစွဲမရှိပါဘူးကျွန်တော်ကိုယ်တိုင်ဗုဒ္ဓဘာသာဝင်အတူဖြစ်ပေမဲ့တခြားဘာသာတွေကို လေ့စားပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့တငယ်ချင်းတွေထဲမှာခရစ်ယာန်ဘာသာရှိတယ်အစ္စလာမ်ဘာသာဝင်ရှိတယ်ဟိန္ဒူတွေရှိတယ်နတ်ကိုယ်ပွဲတဲ့လူတွေရှိတယ်ကျွန်တော်တို့ကချစ်ချစ်ခင်နေချင်းနင်းနီးနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်အခုချိန်ထိလည်းကျွန်တော်တို့ကယင်းနီးချစ်ချစ်ခင်နေထိုင်ကြခဲ့သေးပဲဖြစ်ပါတယ် ကျွန်တော်တငယ်ချင်းတွေဆိုလို့ရှိရင်လည်းအစ္စလမ်ဘာသာဝင်တွေရှိတယ်အစ္စလမ်ဘာသာဝင်တွေရဲ့ကိုယ်ပွဲမှုတွေကိုယုံကြည်လေးစားတယ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ယုံကြည်ကိုယ်ပွဲမှုတွေကိုကျွန်တော်တို့လေးစားတယ်နှစ်ကိုယ်ပွဲတာတွေရှိတယ်ဟိန္ဒူဘာသာဝင်တွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြေပြည်ဘာသာကိုမဆိုလေးစားစွာဖြင့်ကျွန်တော်တို့အတူရှင်တွဲနေထိုင်ရရှိပါမယ်အဲတော့အခုလက်ရှိလက်တလောကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြဿနာရပ်လေးတွေမှာပါဝင်တဲ့အကြောင်းအရာလေးရတိကျက်ကတော့ OIC အမည်လို့ခေါ်တဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကိုချိတ်ဆက်လာတဲ့အကြောင်းအရာလေးပေါ့အဲဒီအကြောင်းအရာလေးမှာပရမအစင်းကကျွန်တော်တို့ဒီအခုလက်ရှိမလေးရှားနိုင်ငံကအာဆီယံအဖွဲ့ကြီးရဲ့တဘာပတိနဲ့ဥက္ကဋ္ဌတာဝန်ရာထူးနေရာယူထားတယ်ယူထားပြီးတော့မှအာဆီယံအဖွဲ့ဝင်နိုင်ငံအခုဒီမော်လက်စေးပါမယ်ဆိုတော့17နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စရပ်တွေဒေသတွင်းကိစ္စရပ်တွေပါ OIC လို့ ခေါ်တဲ့အဖွဲ့အစည်းကိုတည်တည်မှုကြံစည်နေတဲ့ဖြစ်ရလေးတွေတခုရှိပါတယ်။နောက်တစ်ခုကလည်းတိုက်တိုက်ဆိုင်ဆိုင်ပဲကျွန်တော်တို့ဒေသတွင်းတည်င်းလေးတခုပေါ့လေကျွန်တော်အာမြင်လာရတယ်။မြင်လာရတာတော့ဟို AR တိုင်း moving မြို့နယ်ရေလဲကလေးကြေးရွာမှာရှိတဲ့ပလီတခုနဲ့ပတ်သက်ပြီးတော့မှဗုဒ္ဓဘာသာဝင်ဘုံတော်ကြီးတွေတွားရောက်ကြည့်ရှုလာပြီးပြောဆိုဝေဖန်တာလေးညားနေရပါတယ်။ညားနေရတော့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကရွေးကောက်ပွဲအတွက်ကိုပြင်ဆင်တာတွေ လုံလာတာတွေရှိနေရပါပြီအခုရေကောက်ပဲမှာပါဝင်ရှင်မြန်ကြမလောင်းနေရဲ့အမြင်စင်းတွေကိုအခြေအတွက်တွေကိုကျွန်တော်တို့ထုတ်ပြန်လာတာလည်းတွေ့ရပါတယ်အကြမ်းများအဖြစ်4563ဆိုတော့9000ပဲထားပါတော့ဒီ9000တော့လူပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံရေကောက်ပဲမှာပါဝင်ရှင်မြန်ကြမယ်ရေကောက်ပွဲရတက်လာတဲ့အစိုးရအဖွဲ့တို့ပေါ်ထွန်းလာမယ်နိုင်ငံရဲ့အရေးအရာတွေလှုပ်ဆောင်မယ့်လုပ်ငန်းရပ်တွေကိုလုပ်နေမှာဖြစ်တဲ့အတွက်အချို့သောကိစ္စရပ်တွေမှာမလိုလားတဲ့ တည်ငြိမ်မှုတွေဖြစ်ပွားအောင်တည်အသိရှိကြဖို့လိုအပ်ပါတယ်။အဲ့ဒီမှာနိုင်ငံရေးနဲ့ပတ်သက်တဲ့လူမျိုးရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အခွင့်အကောင်းယူနေတဲ့ငစင်းလဲမြေွေးလေးအစဉ်နဲ့ရှိနေပါတယ်။ကြားငစင်းလဲတွေရှိနေပါတယ်။နိုင်ငံအတွင်းမှာကျွန်တော်တို့မတည်မငြိမ်ဖြစ်ဖို့ဟလာကြိုးပမ်းကြံစီပြီးတော့မှအချိန်ကပ်ထုံးစော်နေတာတွေရှိပါတယ်။ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှအာယူကောက်ပွဲဖြစ် တို့ဖြည့်စီလုပ်ချင်တဲ့အဖွဲ့အစည်းတွေလည်းရှိနေတာဖြစ်တဲ့အတွက်မြေတို့ပင်မြေတိဘာသာရေးကိုးကွယ်တည်ဖြစ်စေကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဟလာဗုဒ္ဓဘာသာတွေခရစ်ယာန်ဘာသာတွေအစ္စလမ်ဘာသာတွေဟိန္ဒူဘာသာတွေနဲ့ကိုးကွယ်တာတွေအခြားသောယုံကြည်ကိုးကွယ်မှုတွေအားလုံးဟာတဟဇာတာရှိရှိကျွန်တော်တို့ငြိမ်းချမ်းစွာအတူရှင်သန်နေထိုင်ကြရတယ်။ချစ်ချစ်ခင်ခင်ရှိကြရတယ်။ကျွန်တော်တို့နိုင်ငံရဲ့အဆင့်အလာမှာနိုင်ငံရေးဆိုတဲ့လုပ်ငန်းဖြစ်စဉ် ီထဲမှာဘာသာရေးဆိုင်ရာအကြောင်းတရားတွေခွဲခြားတာတွေအသုံးချတာတွေမပါဘူးအားလုံးဟာအာကျွန်တော်တို့အစင်တန်းရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအရေးချင်းရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအဖြစ်ရပ်တည်နိုင်ဖို့ဂျိုးပန်းတင်တယ်လို့ထင်မြင်ဆပါရယ်နိုင်ငံအတွင်းထဲမှာအကြောင်းမျိုးမျိုးကြောင့်ဘယ်ဒေတာဘယ်ချိန်မှာဘလို့မီးဝါချရမလဲဆိုတော့ကြံစီနေတဲ့လူပုဂ္ဂိုလ်တွေရဲ့အကြံစီကိုအထူးသတိပြုကြဖို့ အထူးသဖြင့်တော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေနိုင်ငံထဲမှာရှိတဲ့ပြည်သူလူထုအားလုံးပါပဲဟိုကျွန်တော်တို့နိုင်ငံတစ်ခုကောင်းဖို့အတွက်တည်ငြိမ်အေးချမ်းဖို့အတွက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကနိုင်ငံထဲမှာမိတင်းနေထိုင်ကြသူများအားလုံးဖန်ချုံပါဝင်ပါတယ်အဲဒီလိုဖန်ချုံပါဝင်တဲ့အတွက်နိုင်ငံသားများကလည်းအသေးတည်းနဲ့အတူအမျှော်မြင်ရှိရှိကျွန်တော်တို့အမြင်ကြကြနဲ့ကျွန်တော်တို့ရှုမြင်သုံးသပ်လှုပ်ဆောင်ကြပါလို့အကြံပြု မြတ်တာရခံလို့ပါတယ်ဟုတ်ပါကျေးဇူးတော်ပါဆရာ